ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှင်ရဟန်းပဲဖြစ်ဖြစ်တကြံသေးလားမကြံတော့နော်အကုန်လုံးပေါ့နော်ဟုတ်တယ်တော့အဘိနံအမြဲတမ်းသစ္စာခိတ္တပံစဉ်းစားမယ်ရှင်ရမယ်ငါမျိုးတဲ့ဘာတွေတော့အိုနာတေကွဲကန့်နဲ့တွဲအမြဲနေတိုင်းရှုဟောဘုံဘုံအနှစ်ချုပ်လေးတွေပြောနေရနော်ဒီတရားလေးကဟုတ်လားဟုတ်တယ်တော့အိုနာတေကွဲကန့်နဲ့တွဲအမြဲနေတိုင်းရှု ဲ့ဒါဟိုအเจ้าကမုတ်ဦးကြီးမှာအဲ့ဒါရေးထားမလို့စလုံးကြီးနဲ့ဟုတ်လားအမှန်တရားကြီး၅မျိုးကိုမျက်ခြေမပြတ်နဲ့ကိုရထားတဲ့ဘဝကိုတွေ့ကြုံနေရတဲ့အခြေအနေကိုမြန်အကောင်းထင်နေမှာဆိုလို့ဟုတ်လားသူများရထားတဲ့ဘဝသူများရထားတဲ့အခြေအနေကိုလည်းဒီခါလေးအကောင်းထင်တာရှိသေးတယ်စိတ်ကအမျိုးမျိုးနော်ဒီခါလေးကိုကကိုအထင်ရောက်နေအာအဆင်ပြေလာပြီမကူကိုအကောင်းထင်နေဟုတ်လားဒီခါတလေကျတော့ကိုကတိမ်ငယ်ပြီးတော့အာသူတို့တော့တော်တော်ကိုအခြေအနေကောင်းနေတာ သူများကိုထင်ကြီးပြီးတော့သူများကိုအကောင်းထင်နေတဲ့ခါအောင်မရှိဘူးလားရှိတာပေါ့ကိုယ့်ရဲ့အဆသရာတားတယ်လို့နေရထင်ရတဲ့အခြေအနေမျိုးတွေ့လာပြီဆိုရင်စိတ်ကမလုပ်တော့ထင်ကြီးတာပေါ့နော်တကယ်တမ်းကသူနဲ့ကိုယ်နဲ့ကဘာမှထူးတာမဟုတ်ဘူးကိုကလည်းသူ့ထဲမသားဘူးသူကလည်းကိုယ့်ထဲမသားဘူးအကုန်လုံးကဒုက္ခတွေတွေကြီးပဲဘာမှထူးတာမဟုတ်ဘူးဒါပေမဲ့ဘုန်းတော်ကမထူးတာကိုမမြင်ဘူးအပေါ်ရန်လေးလောက်ကိုပဲမြင်တယ်ငါကမရှိဘူးသူတို့ကရှိတယ်ဟုတ်လားအဲ့ဒါပါလေအပေါ်ရန်ပေါ့နော် အဲ့ဒီအပေါ်ရန်လောက်မှာကြက်စားနေတဲ့စိတ်ကိုမင်းအဲ့ဒီလောက်တင်ကြက်စားမနေနဲ့အဲ့ဒီလောက်တင်မင်းတွေးမနေနဲ့စဉ်းစားမနေနဲ့လေးလေးနက်နက်လူတိုင်းမှာမှန်နေတဲ့တလောကလုံးမှာမှန်နေတဲ့အမှန်တရားကြီး၅ချက်ပေါ်မှာမင်းစိတ်ကိုကြက်စားလို့ကိုယ့်ကိုယ်ကိုခိုင်းရမယ်အဲ့ဒါစဉ်းစားပါဆင်ခြင်ပါဆိုတော့အဲ့ဒါကိုပြောတာအမှန်တရားကြီး၅မျိုးကိုမလုပ်မလို့စဉ်းစားရမယ်ဆင်ခြင်ရမယ်အမှန်တရားကြီး၅မျိုးပေါ့ဆိုအိုနာတိကွဲကန့်နှက်တွဲအမြဲနေတိုင်းရှု အလွန်ကောင်းတဲ့ဆောင်ဖို့ဒါမုန်းကြီးစလို့ရေးခဲ့တာ။ဥရမယ်လို့စဉ်းစားရတဲ့ကျန်တဲ့ချိန်လေးမှာအဲ့ဒါကိုပြောမယ်နော်။ကိုဗစ်ကာလမှာအကောင်းဆုံးစဉ်းစားဆင်ခြင်နေထိုင်တဲ့နေ့ပေါ့။ဥရမယ်လို့စဉ်းစား။ငါရထားတာကြီးကဥရတဲ့ဟာကြီးတနေ့တခြားအဲ့ဒါရွဲလာမှာ။နော်ဟောင်းလာမှာ။အဖြစ်ဖြစ်နဲ့အည်သွေးကျသွားမှာ။ကြည့်ရတာကိုကစခက်လာမှာပေါ့နော်။60 60ရွယ်ဆိုတာ စတင်ငါ6နဲ့အရွယ်တုန်းကလည်းကြည့်ရတယ်ဘာဘာဆိုင်တော့ဘာမဆိုင်တော့ပုံလေးပြက်သွားပြီလေပိုက်ကြီးတွေထွက်မျက်နှာတွေကအကုန်လုံးအိတ်ကျဟုတ်လားတချို့ကြောင့်လည်းစပင်တွေကပြောင်းရုပ်တွေဆိုးလာအဲ့လောက်ကဟိုအူရဲလို့ပြောတာနော်အူရဲဆိုတာအဲ့ဒါပဲကြည့်ရခက်တယ်ကိုတယောက်တည်းအူမှလားဆိုတော့မဟုတ်အကုန်လုံးအူမှနော်တော့ကိုခန္ဓာကိုယ်ရဲ့အဲ့ဒီအူရဲတဲ့သဘာဝကိုစဉ်းစားရမယ် စဉ်းစားလို့ရှင်ဘာဖြစ်မှာတုံးနဲ့ဘုံမဒေသနာလေးကိုအနှစ်ချုပ်ပြီးတော့ပဲပြောမယ်။ဦးချင်းကိုစဉ်းစားလို့ရှင်ဘာဖြစ်မလဲတဲ့။လောကမှာလူတွေရဲ့တန်တမှာဝရမန်ဆိုတာရှိတယ်တဲ့။အာအရွယ်ရှိသေးတယ်ဆိုတဲ့မန်ပေါ့။အဲ့ဒီဝရမန်မကောင်းတာတွေလှုပ်ချင်းရဲ့အခြေခံအကြောင်းတရားတဲ့။ဟောဖခင်မြင်တယ်နော်။မကောင်းတာတွေလှုပ်တတ်တယ်ကောင်းတာတွေမေ့တတ်တယ်။ကိုကိုငယ်သေးတယ်ရွယ်ရှိသေးတယ်လို့ထင်နေတဲ့ကိစ္စ။ဟုတ်လား။ အဲ့ဒါဥယင်းကိုစဉ်းစားလို့ရှိရင်အဲ့ဒီမကောင်းမှုရဲ့အကြောင်းတရားဖြစ်တဲ့ဝရမံကိုနေပါသေးတယ်သို့မဟုတ်ကိုကအများကြီးစဉ်းစားခြင်းရင်လုံးဝတောင်ပယ်ရှားပစ်လိုက်နိုင်တဲ့အနေအထားကိုရောက်သွားနိုင်တယ်မကောင်းတာတွေလုံးဝကင်းသွားနိုင်တယ်ကျုပ်တို့စိတ်တွေမကောင်းတာတွေလည်းပြောနေတယ်မကောင်းတာတွေပြောမိနေတယ်မကောင်းတာတွေလုံးမိနေတယ်ဆိုတာအဲ့ဒါဝရမံရှိလို့တနည်းပြောရရင်ကိုခန္ဓာကိုယ်ကြီးရဲ့အိုတက်တဲ့သဘာဝကိုမေ့နေလို့မကောင်းတာတွေကိုစိတ်ကပြောနေတာစက်စားနေတာဟုတ်လား ဲ့ဒီမကောင်းတာတွေကနေကိုယ့်စိတ်ကိုတားဆီးခြင်းလဲဆိုရင်ကိုချင်းတရားဆိုတဲ့အမှန်တရားပေါ်မှာစိတ်ကိုဘာလို့မလို့ချပေးလိုက်စဉ်းစားလိုက်ဟုတ်လားအကြောင်းအကျိုးလေးနဲ့စီလျော်မြတ်စွာဘုရားဟောတာနော်ဦးပြီးတော့ပါလေနာခန္ဓာကိုယ်ကြီးကအသုံးကြာလာတာနဲ့မြတ်ချွင်းချက်များလာမယ်တဘာဝပဲစက်ပစ္စည်းနဲ့အရန်တူဟုတ်လားတန်နဲ့လှုပ်ထားတဲ့စက်တောင်မှာကိုင်းနှစ်ပေါင်း၄၀ကားတယ်တခါမှမရက်ဖဲနဲ့လေမဟေ့ဆိုရင်ဘယ်လိုနေမလို့ ဂျုံယုံကြသွားမှာပေါ့နော်ဟုတ်လားခုဒီခန္ဓာကိုယ်ကြီးကတော့ရက်တယ်လားနားတယ်လားဆိုတော့ရက်တယ်နားတယ်လို့မရှိဘူးအချိန်မှမရဘူးဒီအဆုပ်နဲ့နှလုံးဆိုအမြဲတမ်းလဲပတ်နေတယ်ခန္ဓာကိုယ်အစာကြီးစနစ်တွေဖြစ်တဲ့ဒီအသေးတို့သီးကြီးတို့ဥတွေဆိုတာလည်းအမြဲတမ်းပတ်လုံနေတော့လှုပ်ရှားနေတယ်စိတ်ဝင်စားလို့ရှိရင်ငကြိုက်လေးပါလေးဝယ်ပြီးတော့ကိုယ့်ဘက်ကိုထောက်ပြီးတော့နားထောင်ကြည့်ပါလားတဝုံတတိုင်းတိုင်းနဲ့ရှင်သန်ဖို့အတွက်လှုပ်နေတာဘယ်အချိန်လေးမှမနာဘူး ကိုကသတိလဲလို့ဖြစ်နေတာဒီခန္ဓာကိုယ်ကြီးကဘာတွေလုပ်နေလဲသိကိုမသိဘူးလေတွေကလည်းအမြဲတမ်းဝင်ထွက်အလုလုသူ့တွေကလည်းတကူလုံးလဲပတ်မလုံးအလုလုဘယ်နာလေးဖောက်လိုက်ဖောက်လိုက်ပန့်ထွက်လာမှာဟုတ်တယ်မဟုတ်လားအလုလုနေခန္ဓာကိုယ်ကြီးကလုပ်ပါမရရင်ဘာဖြစ်လာမှာလဲချုပ်ရင်းလာမှာပေါ့နော်အဲ့ဒါမို့အသက်ကြီးလာရင်နာလာလိမ့်မယ်ပတ်စံနဲ့တားလို့ရမလားအဲ့ဒါကံကောင်းမှတတ်တာမှာ ဘဝဘဝတီလာပြည့်စုံတဲ့လူတွေသူများမှတ်သိက်ခဲ့တဲ့လူတွေကြောင့်ကျင်းကျမမှာနေရတယ်။သေသည်အထိတချို့သိပ်ပြီးတော့ဝေဒနာခံစားရတယ်လို့မရှိဘူး။ဒါပေမဲ့အများစုကတော့တီလာပြတ်ခဲ့ကြတာပဲများတဲ့အခါကျတော့ဘဝဟိယညီရကြီးရနေမဲ့သွားမှာ။ဘာလို့တို့နာတာပေါ့။ဟုတ်လား။အဲ့ဒီနာခြင်းတရားကိုစဉ်းစားတဲ့မြတ်စွာဘုရားခန္ဓာကိုယ်ကကောင်းတဲ့သဘောမှုဖြစ်တဲ့အမှန်ကိုပေါ်လွင်အောင်ပူခြင်းကိုစဉ်းစားခိုင်းပြီးတော့ခုပါခင်။နာခြင်းကိုစဉ်းစား။အယူခံတရားတွေနော်ဒါတွေအကောင်းဆုံးတွေပဲတကယ်တမ်း။ဟုတ်လား။နာခြင်းကိုစဉ်းစားလို့ရှိရင် အာရောကြမန်ဆိုတာတတ္တဝါတွေမှာရှိတယ်ငါမာတယ်ဆိုတဲ့မတိမတရှိတယ်အဲ့ဒီမန်ကမကောင်းတာတွေကိုဖြစ်စေတယ်ကုသိုလ်တွေကိုမေ့လျော့စေတယ်အကုသိုလ်တွေကိုဖြစ်စေတယ်အဲ့ဒါနာခြင်းကိုစဉ်းစားခြင်းအဖြစ်မကောင်းတာတွေရဲ့အခြေခံဖြစ်တဲ့အဲ့ဒီအကုသိုလ်တရားတွေကိုဖယ်ရှားနိုင်မယ်အကုသိုလ်တွေကိုဖြစ်စေတဲ့အဲ့ဒီအရောကြမန်ကိုဖယ်ရှားလိုက်မယ်ကိုစဉ်းစားနည်းနည်းစဉ်းစားရင်ညှော်နေစီမယ်အများကြီးစဉ်းစားရင်ပယ်နိုင်တဲ့အနေထောင်ရောက်သွား